ုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံကနေကြိုဆိပ်ပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများဆက်လက်တင်ပြသွားမည်ဖြစ်သည်2025 2026ပညာသင်နှစ်အတွက်ကျောင်းအနှံမှုစတင်ပြီးနေ့မှပင်တန်းကျော်အနှံ2025 2026ပညာသင်နှစ်အတွက်တနိုင်ငံလုံးရှိအခြေခံပညာအဆင့်ကျောင်းများတွင်မေ22ရက်နေ့မှစတင်၍ကျောင်းအနှံမှုကိုလက်ခံနေပြီးထိုနေ့တွင်ပင် ကျောင်းအနန္တဦးရေတတတမနှစ်တန်းကျော်ရှိသည်ဟုနိုင်ငံပညာရေးစီမံခန့်ခွဲမှုကောင်စီ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကဖော်ပြထားသည်အထက်တန်းအလယ်ရန်နှင့်မူလရန်ကျောင်းများအတွက်ကျောင်းအနန္မှုကာလကိုမေ22မှဇွန်1ရက်အထိသတ်မှတ်ထားပြီးကျောင်းဖွင့်ချိန်ကိုဇွန်2ရက်နေ့တွင်စတင်မည်ဖြစ်သည်ဤကျောင်းအနှံမှုတွင်ကျောင်းသားများမှ အနှံခပေးရန်မလိုအပ်ပေပညာရေးဝန်ကြီးဌာနမှကျောင်းသုံးစာအုပ်များစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကိုအခမဲ့ပေးအပ်ထားကြောင်းလည်းသိရသည်။ကျောင်းအနံမှုများကိုပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဝင်ကြီးချုပ်များတိုင်းမှုများနှင့်ပညာရေးရာရှိများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီးလိုအပ်သောအချက်များကိုထိထိရောက်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ပြီးခဲ့သည့်2024 2025ပညာသင်နှစ်တွင်ကျောင်းအပ်သူဦးရေ6တန်းကျော်ရှိခဲ့ပြီး၎င်းတို့အနက်68ရာခိုင်နှုန်းကျော်ကတက်ရောက်ခဲ့ကြောင်းအစီရင်ခံချက်တွင် ဖော်ပြထားသည်။အမေရိကန်တွင်ပြည်မှုကျူးလွန်သူမြန်မာနှစ်ဦးအားတောင်စုဒန်သို့ပို့ဆောင်။အမေရိကန်နိုင်ငံတွင် ပြည်မှုကျူးလွန်သောရွှေ့ပြောင်းနေရသူများအထူးသဖြင့်မြန်မာနှစ်ဦးအပါအဝင် BNN နှင့် အခြားနိုင်ငံသားစုစုပေါင်း12ဦးခန့်ကိုမူလနိုင်ငံသို့ပြန်မပို့ပဲ အာဖရိကတိုက်ရှိတောင်ဆူဒန်နိုင်ငံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်ထို့အမှုမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ဆုံးဖြတ်ချက်အရာဖြစ်သည်အမေရိကန်အာဏာပိုင်များကမြန်မာနိုင်ငံသားနှစ်ဦးအားမရေမှုနှင့်တပ်ငယ်လင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့်ဖမ်းဆီးခဲ့ပြီး2025ခုနှစ်မေလ20ရက်နေ့တွင်တောင်ဆူဒန်နိုင်ငံသို့ထုတ်ပေးခဲ့သည်။အိုင်အိုဝါပြည်နယ်မှမြန်မာဒုက္ခသည်ကြော်များသည့် အသက်၁၂နှစ်အရွယ်ကလေးငယ်အပေါ်လိင်ပိုင်းဆိုင်ရာကျူးကျော်မှုဖြင့်ဖေဖော်ဝါရီ၁၈ရက်တွင် ICE လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှဖမ်းဆီးခဲ့သည့်ထိုမူယုတ်တိအရထောင်ဒဏ်၁၂ချမှတ်ခံခဲ့ပြီးထောင်တွင်းတွင်တိုက်ပိတ်အချုပ်ခံထားရသည့်ထိုသူသည်ပြစ်မှုထပ်မံမကျူးလွန်ပါက လာမည့်၄နှစ်အတွင်းအကျယ်ကျုပ်ဖြင့်နေထိုင်ခွင့်ရရှိနိုင်မည်ဖြစ်သည် ထို့ပြင်မြန်မာနိုင်ငံသားညိုမြင့်လည်းတရင်ပေးနိုင်စွမ်းမရှိသူတဦးကိုမရင်းချင်းမှုဖြင့် first degree sexual assault ခံယူထားပြီး February 16ရက်တွင် ICE မှဖမ်းဆီးခဲ့သည့်ထိုသူအားထောင်ဒဏ်၁၂နှစ်ချမှတ်ခဲ့သည့်ထောင်ထဲတွင်လည်းတိုက်ပိတ်အချုပ်ခံထားရသည်ညွန်မြင့်အားတောင်စုတန်တို့ပို့ရန်စာချုပ်စာတမ်းတွင်လက်မှတ်ထိုးခိုင်းရ၌အင်္ဂလိပ်စာမကျွမ်းကျင်သောသူဖြစ်သည့်ဖြင့်လက်မှတ်ထိုးရန်ညှင်းဆိုခဲ့ကြောင်းတရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည် ရွှေပြောင်းသူများအတွက်အေးအေးယူမှုများကိုစန့်ကျင်သောတရားလွတ်တော်ရှိနေများကထရန့်အစိုးရ၏ဆုံးဖြတ်ချက်အပေါ်တရား၏အေးအေးယူချက်တင်ပြနိုင်ရန်အမေရိကန်ခရိုင်တရားသူကြီး Brian Murphy ထံတိုင်ကြားထားကြောင်းလည်းသိရသည်တရားသူကြီး Brian Murphy သည်ရွှေပြောင်းအမှုတွင်တရားရုံးဆွေးနွေးမှုမပြုမီ တခြားနိုင်ငံများသို့ပို့ခြင်းကိုတားမြစ်ထားသူဖြစ်သည် တောင်ဆူဒန်နိုင်ငံမှာ2011ခုနှစ်တွင်ဆူဒန်မှခွဲထွက်ပြီးလူလည်ရေးရရှိခဲ့သောလေနန်းနက်ကင်ပရိပခနှင့်နိုင်ငံရေးအငင်းပွားမှုကြောင့်စည်ရင်းမွေးတည်မှုများနှင့်ရင်ဆိုင်နေရသည့်2013မှ2018အတွင်းသမရနှင့်ဒုသမရကြားပရိပခကြောင့်လူပေါင်း၄သိန်းနီးပါးသေဆုံးခဲ့သည်ထို့အပြင်လက်ရှိတောင်ဆူဒန်နိုင်ငံသည်လုံခြုံရေးမဲမှုများနှင့်ဆက်လက်ရင်ဆိုင်နေရသဖြင့်ခီးသွွားခြင်းအတွက် အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှလည်းတတိပေးချက်ထုတ်ပြန်ထားသည်မီဆိုရန်တွင်မြန်မာနိုင်ငံသား2ဦးအားစိတ်ကြွဆေးပြားများဖြင့်ဖမ်းဆီးအိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်အိုင်ဇော်မြို့တွင်မြန်မာနိုင်ငံသား2ဦးအားစိတ်ကြွဆေးပြားများတည်ဆောင်ခဲ့သည့်ဖြင့်မေလ20ရက်နေ့တွင်ဖမ်းဆီးခဲ့ကြောင်းဒေသခံသတင်းများအရ သိရှိရသည်ဖန်ဆီးမှုအချိန်တွင်ရှာဖွေတွေ့ရှိခဲ့သော စေဝါများ၏ဈေးကွက်တန်ဖိုးမှာယူပြီး9တသမတညာ8တန်းကျော်ရှိသည်ဟုဆိုသည်အဆိုပါဖန်ဆီးမှုကိုအိုင်ဇော်မျိုးမှ CID မှုပြည်ထနာစုံစမ်းရေးဌာနနှင့်ငွေရစေဝအထူးစုံစမ်းရေးရဲတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကြိုတင်တဲ့ရင်ချက်လက်အပေါ်မူတည်၍တာဝန်ရှိသူများသည် ကျင်းတင်သေးဆောင်လာသော ကုန်ကားတစည်းအားရက်တန့်စစ်ဆီးခဲ့ရာတွင်ထိုစည်းပြများကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြသည် CID ရုံးတွင်ဆက်လက်စစ်ဆီးရာတွင် ထုတ်လေးဆက်ပါဝင်သော စိတ်ကြွစည်းပြများသည်ကျင်းထုတ်အောက်ရှိ ကားတစည်းဤကိုရေထဲမှတွေ့ရှိခဲ့ကြောင်းစည်းပြအသားတည်လေးချိန်မှာ39.5ကီလိုဂရမ်ရှိကြောင်းဖော်ပြသည်ဖန်စီခံရသူများမှာစကိုင်းတိုင်းကလေးမျိုးနဲ့လက်ပံချောင်းရွာမှတအူးဖြစ်ပြီးလက်ရှိခုံးမွေးကျေးရွာတွင်နေထိုင်သူ အသက်42နှစ်အရွယ်လက်ခရော့စ်မွေးအားနှင့်တခြားတဦးမှာကလေးမျိုးတာဟန်ရက်ကွက်မှရမ်းရိုပွေးအားတို့ဖြစ်ကြသည်။နောက်ဆက်တွဲစုံစမ်းမှုအတွင်လက်ခရော့စ်မွေးအားကအကြောင်းဖွင့်ပြရာ၌သူတို့အားလမ်းလုံခြုံရေးအတွက်တက်စီတစ်စီးကိုယူပြီး50000ဖြင့်ထားရန်ခဲ့ကြောင်းထိုစေဝါများကို စီးကျမျိုးတို့တည်ဆောင်ရင်စီစဉ်ခဲ့ကြောင်းဖို့ပြင်သူသည်တဆင့်တဲ့ပို့သူသားဖြစ်ပြီးမြန်မာနိုင်ငံမှဥဆောင်သူတဦးကတာဝန်အတွက်ယူပြီးတရ90ထောင်ပေးချေခဲ့ကြောင်းထပ်မံဖော်ပြခဲ့သည်။နေမည်တချို့တွင်လုံခြုံရေးနှင့်တည်ငြိမ်မှုကိုခိုင်မာအောင်ဆောင်ရွက်ကာမြန်မာနိုင်ငံတဝန်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဒုစစ်ကောင်ဆောင်ဆိုးဝင်းအားတာဝန်တစ်ပေးအပ်လိုက်ကြောင်းစစ်ဘက်သတင်းအရသိရှိရသည်။ စစ်ကောင်စီကယခုနှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပရန်ရည်ရွယ်ထားပြီးအောင်မြအောင်ဖော်ဆောင်ရန်အတွက်စိုးဝင်းကလုံခြုံရေးဆိုင်ရာများကိုဦးစီးကုကဲသွားမည်ဟုသိရသည်။ဒုတချုပ်စိုးဝင်းကရွေးကောက်ပွဲနှင့်ပတ်သက်တဲ့လုံခြုံရေးစီမံချက်တွေအားလုံးကိုတာဝန်ယူထားပြီးတိုင်းဝန်ကြီးချုပ်တွေနဲ့စစ်အရာရှိချုပ်တွေကိုလည်းတာဝန်ပေးပြီးအရေးကြီးတဲ့အရာဖြစ်လာနေပြီးဟုစစ်ဘက်သတင်းရင်းမြစ်ကပြောသည်။ ဆိုဝင်းသည်ယခင်ကမြောက်ရီမျိုးတွင်စစ်တပ်ကထိန်းချုပ်မှုပြန်လည်ရယူရန်လှုံ့ဆော်ခဲ့ဘူးတော်လဲယခုအချိန်တွင် KNOA ဥဆောင်သောတော်လန်ရေးတပ်ဖွဲ့များကထိုဒေသအတွင်းစစ်တပ်စခန်းများနှင့် ကော့ကရိတ်မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်လျက်ရှိသည်အဆိုပါစစ်ရေးဖြစ်စဉ်နှင့်တပြေးညီယမန်နေ့တွင်ဒုစစ်ကောင်းဆောင်ဆိုဝင်ရန်ကုန်ရောက်ရှိနေစဉ်အတွင်မယန်းကုန်းမြို့နယ်၌အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်တက်ခံရမှုဖြစ်ပွားခဲ့သည် ၎င်းဖြစ်စဉ်ကြောင့်တာဝန်ရှိသူတက်နယ်မှုများအားလုံခြုံရေးပေါ်ရုံမှုကြောင့်သတိပေးခံခဲ့ရသည် အဲ့ဒီအချိန်မှာစိုးဝင်းကညောင်နှစ်ပင်နဲ့ကဘာအေးနီနာတဝိုက်ရောက်ရှိနေခဲ့တဲ့တတိယမြေအရာတော့ဘုံမှုချုပ်ချုံထွန်းအောင်ပြစ်ခတ်ခံရတာနဲ့တက်နယ်မှုတွေအရေးကြီးတတိပေးခံရပြီးတာဝန်ယူဖမ်းဆီးဖို့ဒုချုပ်ကတိုက်တွန်းအမိန့်ပေးခဲ့တယ်ဟုထပ်မံဖော်ပြသည်ဖြစ်စဉ်ဖြစ်ပွားသည့်နေရာပတ်ဝန်းကျင်ရှိမီးပွိုင်းနှင့် CCTV ကင်မရာများမှမှတ်တမ်းများကိုစစ်တပ်၏လုံခြုံရေးအဖွဲ့ဆာရာဖတ်နှင့်တက်နယ်မှုများကသိမ်းဆည်းစစ်ဆေးလျက်ရှိပြီး ပြစ်ခတ်မှုကျူးလွန်သူများကိုရှာဖွေဖမ်းဆီးနိုင်ရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေသည်ဟုသိရသည်။အစ္စရေးတိုက်ခိုက်မှုဖြစ်နိုင်ခြေကြောင့်အမေရိကန်နှင့်အစ္စရေးကိုအီရန်ကတတိပေး။စီးရင်နှင့်တည်င်းအရအစ္စရေးကအီရန်အားတိုက်ခိုက်ရန်စီစဉ်နေကြောင်းထုတ်ပေါ်ခဲ့ပြီးနောက်ထိုရေးခင်းပေါ်အီရန်နိုင်ငံသားရေးဝန်ကြီးအာဘတ်အာရချီကတုံ့ပြန်ကြောင်းတည်င်းကဖော်ပြသည်။ထိုအရအတွက်အမေရိကန်သည်ဥပဒေအရတာဝန်ရှိနေမည်ဟုဆိုသည် အမေရိကန်နှင့်အီရန်ကြားတွင်ယူရေနီယံတန့်စင်မှုဆိုင်ရာအမြင်မတူမှုကြောင့်ငင်းချင်းရေးဆွေးနွေးမှုများကရောမမျိုး၌ယနေ့တွင်၅ချိန်မြောက်အဖြစ်ပြုလုပ်မည်ဖြစ်သည်အမေရိကန်ကယူရေနီယံတန့်စင်မှုသည်နျူကလ িয়ার ပုံထုတ်လုပ်မှုသို့ဦးတည်နိုင်သည်ဟု ထောက်ပြတော်လဲအီရန်ကတော့ငြင်းဆိုနေသည်အစ္စရေးကတိုက်ခိုက်မှုအတွက်နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟုမသေးချာသေးတော်လဲထောက်လန်းရေးသတင်းရင်းမြစ်များအရထိုသတင်းကို CNN ကဖော်ပြသည် ထိုသတင်းတွင်လည်းအမေရိကန်ယာရှိများသည်ထိုဆုံးဖြတ်ချက်နှင့်သဘောတူမှုမရှိကြောင်းပါဝင်သည်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံပေးပို့သောစာတစောင်တွင်အာရက်ချီကဇီယွန်ဝါဒီအစ္စရေးအစိုးရ၏စွန့်စားမှုများသည်ဥပဒေနှင့်မညီဘဲဖြစ်နေသည်ဟုပြောကြကချင်းချောက်မှုများအပေါ်တုံ့ပြန်မှုကထင်ဟစွာပြင်းထန်မည်ဟုတတိပေးသည်အမေရိကန်ပါဝင်လာပါက ထိုတိုက်ခိုက်မှုကိုပါမျှဝေသူတဦးအဖြစ်သတ်မှတ်မိဖြစ်ပြီးအီရန်နေဖြင့်နျူကလ িয়ার စခန်းများကိုကာကွယ်ရန်အထူးစီစဉ်များပြင်ဆင်ထားကြောင်းနှင့် နောက်ပိုင်းတွင်၎င်းတို့ကိုနိုင်ငံတကာအမှုမြူစွမ်းအေဂျင်စီအားအသိပေးသွားမည်ဟုဆိုသည်ထို့ပြင်အီရန်၏တော်လှန်ရေးအဆောင်တပ်ဖွဲ့ကလည်းအစ္စရေးသည်စစ်ပွဲဖြင့်ကြောက်ရွံ့အောင်လုပ်နေတော်လဲအီရန်ပြည်သူနှင့်စစ်ဘက်အဖွဲ့များမှထောက်ခံမှုကြောင့်ဝင်းဝေလေးလေးတုံ့ပြန်မည်ဟုတတိပေးသည် အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပြီးမဆက်လက်အားပေးကြအောင်နော်